ပိဋကသုံးပုံကိုအနှစ်ချုပ်လိုက်လို့ရှိရင်ဗောဓိပက္ခိယ139ပါးရတယ်ဗောဓိပက္ခိယ139ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်10ပါးရတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်လို့ရှိရင်သီလသမာဓိပညာသိခာသုံးပါးရတယ်အဲ့ဒီသိခာသုံးပါးကိုအနှစ်ချုပ်လို့ရှိရင်အပ္ပမဟာဒါဆိုတဲ့တတိတရားတစ်ခုရတယ်တဲ့ဒီလိုစကားလေးတွေကိုကျွမ်းကျင်ထားရမယ်နော် ပြိရိကသုံးပုံကိုအနှစ်ချုပ်ရင်ပါရတယ်။ဘောရိပက္ခိယတရား38ပါးရတယ်။ဘောရိပက္ခိယတရား38ပါးကိုအနှစ်ချုပ်လို့ရှိရင်မဂ္ဂင်10ပါးရတယ်။မဂ္ဂင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာသုံးပါးရတယ်။အသုံးနှုံးလေးတွေလည်းမှန်နော်။အိစ္ဆဒုက္ခအနတ္တကိုဘယ်လိုသုံးတော့လက္ခဏာရေးသုံးပါးလို့ဟောနော်။သီလသမာဓိပညာကို သိက္ခာသုံးပါးလို့သုံး အဲ့ဒီတိခါသုံးပါးကိုအနှစ်ချုပ်ရင်ဘာရအပမာဒဆိုတဲ့တတိတရားတစ်ခုရတယ်တဲ့